ဟို NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစည်းလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးကမမှန်ဘူးဗျသူစည်းလုံးဖို့ကြိုးစားတယ်သူရဲ့စည်းလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ဗျကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်ဗမာချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ် ပါတော့ဒီမှာခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်ကမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုဟာပေါ့ဘိုက်ကြီးပြန်ခဲ့မှာပေါ့ဗျာအဲ့လိုမျိုး တန်တရားတွေဒွိဟားတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမှားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုတ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်ဒီဂတိတစ္ဆာကိုတစ်ခါပြင်သမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ ဒီဟာကိုတည်တော့ရမယ်ဒီအစင်လာကိုတည်ဆောက်ရမယ်ဂတိသစ္စာနဲ့မေတ္တာတရားတွေရောကျွန်တော်တို့ရဲ့ဒီကံတရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကို အလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနှက်ဖန်ဘာဖြစ်မယ်ဆိုပြီးမှ force promise တွေနဲ့ပြည်သူကိုလုံးဆော်နေတာထက်ငါတို့ဒီဟာဒီလောက်ဒီလောက်လုပ်ခဲ့ပြီဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုပ်ရမယ် ဥပမာပြည်သူကတော်လှန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပြင်ပန်းတာပဲစီးရီးယားတော်လှန်ရေးမှာလည်းဥပမာအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပို့ပြီးမှခိုင်မာတဲ့တန်တမန်ရေးနိုင်ငံရေးသူသူထူထောင်လာတာပဲဒါပေမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတ်ပြတယ်လို့မျိုးသူလည်းပြောလဲဘယ်နိုင်ငံဖြတ်ပြီးတော့တာပဲအာဆက်လို့မျိုးဒါကြောင့်ဟိုပြည်သူတွေအနေနဲ့လည်းဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြာမလို့ပါဘူးသို့တော်တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ် ဒါကဒီတရုတ်တရုတ်နိုင်ငံကနေစကားမကိုတန်တမာရေးရအတိမတ်ပြမှုတွေကအရင်ထက်ပိုပြီးမှပေါ်ပေါ်ထင်ထင်ရှိလာတယ်ဆိုတာကစောစောပြောတယ်လို့မျိုးဘသူမဆို ကိုယ့်ရဲ့အကျိုးစီးပွားကိုဘဘပြုတ်ပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွက်ဟိုဟာမြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လေဆိုတော့အိန္ဒိယလည်းအခုချိန်မှာစကားမတွေကိုဖိတ်ခေါ်ပြီးမှဟိုပလူနေတာပဲလေ စကားမ120အိန္ဒိယဒေါ်လာအိန္ဒိယ120စကားမကိုလာလိုက်။ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင်ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းပြင်အဲတချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲ။နိုင်ငံတိုင်းကစက်ပုံးခုတ်ပြီးမှလည်းသူ့အကျိုးအတွက်နိုင်နေကြတာပဲ။ဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ်။ပြီးမှငါတို့က မှာဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကိုကျွန်တော်တို့ကဟိုစိန်ခေါ်ပြီးမှဟိုကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်မလားကိုကလိန်လိန်မာမာနဲ့ဒီကိစ္စတွေကိုဟိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမအသိနဲ့အမှားတွေပေါ့တချို့ကိစ္စကတော့ တဘောတရားအဖြစ်မှန်တယ်။ဒါပေမဲ့ကို့အကျိုးစီးပွားအတွက်အရန်ကြည့်ခိုက်တယ်။အဲ့ဒီလိုအနေထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်။မမားသင့်တာကိုမမားဖို့လိုတယ်။ရန